တခါတော့ငါအဖိုးကြီးတယောက်အဲ့နေတုန်းသူ့ရဲ့မုတ်စိတ်မှာ သူ့မြေးလေးတွေက နောက်ပြောင်တဲ့သဘောနဲ့အင်မတန်အနံပြင်းတဲ့ခရင်တွေသွားတုတ်ထားပါတဲ့အဲ့ဒါနဲ့ပဲအဖိုးကြီးကနိုးလာတော့အဲ့ဒီအနံစိုးကြီးကိုရနေတာပေါ့ဘယ်နာမှလဲလိုက်ရှာတယ်မိဖို့ကြောင့်လဲသွားတော့လေဒီအနံအိမ်ရှိထွက်တော့လေဒီအနံဘယ်သွားသွားအနံကရနေတော့သူကပြောလိုက်တယ်ဟာတိန်လုံးလဲနန်းစောနေတော့တာပါလားတဲ့ အမှန်တော့အနတ်ကသူ့မုတ်စိတ်မှာပဲရှိနေတာပါဒါပေမဲ့သူကတော့တလောကလုံးကအနတ်ထွက်နေတယ်ပဲထင်နေတာပေါ့လက်တွေ့ဘဝမှာလည်းအဲ့ဒီလိုလူတွေရှိပါတယ်ကတ္တနာရဲ့အရင်းခံကသူ့မှာရှိနေတာပါသူ့ရဲ့အစိုးမြင်စိတ်ပေါ့ဒါပေမဲ့တလောကလုံးကသူ့အပေါ်မကောင်းမှုပဲထင်နေပါတယ်မိဘကလည်းကယုံမဆိုင်ဘူးရီးစားကလည်းအလိုမလိုက်ဘူးအိမ်တော်ဘက်ကလည်းငါ့ကိုမချစ်ဘူးတငယ်ချင်းတွေကလည်း အစဉ်အတန်းခွဲခြားတယ်စသဖြင့်ပေါ့နောက်ဆုံးသူ့ကိုတစ်ခုခုလှုပ်ပေးမယ်ဆိုရင်တောင်ငါကဘာဖြစ်နေလို့လဲဆိုတာမျိုး ਨੇ ပြန်ပြီးရန်တွေ့တတ်ကြပါတယ်ကုညီကယ်ဘူးသမျှတဲမှာအဲ့ဒီလိုလူတွေဟာအကူညီရခက်ဆုံးမှာပဲပြဿနာရဲ့အဖြေကလည်းသူ့မှာပဲရှိနေတာဆိုတော့သူကိုယ်တိုင်မပြင်းစင်ဘဲနဲ့လည်းမရပါဘူးသူတို့တွေဟာများသောအားဖြင့်မပျော်ရွှင်ကြရတာများပါတယ်လုံရင်စန္တာလဲ မပြေကြပါဘူးတခြားလူတွေကိုမကြည်မနှက်ဖြစ်မယ်သူတို့ကြတော့ပျော်နေရတယ်ဆိုပြီးမနာလိုဖြစ်နေမယ်တကယ်တမ်းတော့သူ့ဘဝကတိတ်ဆိုးနေတာမဟုတ်ပါဘူးသူကမပျော်တတ်တာပါ အဆိုးမြင်နေတတ်တာပါစောနာကအဖိုးကြီးလိုပဲသူ့မုတ်စိတ်ကခရင်ကိုတုတ်ဖို့တတိမရပဲတလောကလုံးကိုနန်းနေတယ်လို့တွေးနေတာပါ တခါတလေမှာသူ့ထက် အချင်းနေဆိုးသူကတောင် သူ့ကိုပြန်ပြီးတော့ နှစ်သိမ့်နေရတာမျိုး ရှိနေတတ်ပါတယ်။ self awareness အားနည်းသူဟာသူတွင်ပူလောင်တာမဟုတ်ပါဘူး။သူ့ပတ်ဝန်းကျင်ကလူတွေကိုလည်းပူလောင်စေပါတယ်။ဘယ်ချိန်ဖြစ်ဖြစ် negative vibe တွေကြီးပဲဆိုတော့အတော်ယုံလူက မပေါင်းကျင်တော့ပါဘူး။ဒီတော့သူ့ရဲ့စိတ်ခံစားချက်တွေက ပိုပြီးဆိုးလာပါတယ်။ဒါကြောင့်လူတယောက်ပျော်ရွှင်ဖို့မှာအဲ့ဒီ self awareness ကသိရရေးကြီးပါတယ်။ EQ ဆိုတဲ့စိတ်ခံစားချက်တွေကို တီနားလေထိမ့်ချုံနိုင်စွမ်းမှာလေဒီ self awareness ကအခြေခံအကြဆုံးပါပဲကိုကိုကိုတိမှကိုကိုကိုထိမ့်နိုင်တာပါစိတ်တွေတိုးဒေါသတွေပောက်ကွဲနေသူဟာသူတစ်ပါးဘက်ကဖြည့်တွေ့ပြီးကိုချင်းစာပေးဖို့ရာလေမလွယ်ပါဘူးနောက်ပိုင်းစိတ်နေနေငြိမ်သွားမှာဩသူလဲတကြောင်ဒီလို လုံမိလိုက်တာနေမယ်ဆိုပြီးတွေးလာနိုင်တာပါ ပောက်ကွဲနေချိန်တွေးမိဖို့မပြောနဲ့ဘသူလာပြောပြောနားမဝင်ပါဘူးအီကျူဆိုတာစကေးဖြစ်ပါတယ်ဆိုလိုတာက လေ့ကျင့်ပြောထောင်လို့ရတယ်ပေါ့တိုးတော့စာလေးဖတ်လိုက်ယုံနေတော့မရပါဘူးလေ့ကျင့်မှရပါလိမ့်မယ် self awareness တက်လာဖို့ဒီ post မှာ ပေးခြင်းနဲ့အကြံပြုချက်တွေကတော့နံပါတ်1တရားထိုင်ပါကတ်မယ်ဆိုတာနားလဲပါတယ် တားပေါက်ကွဲလွယ်တဲ့သူဆိုရင်တော့ကြိုးစားလုပ်ကြည့်ပါနံပါတ်1ကိုပေါက်ကွဲမိလိုက်လို့စိတ်မထိန်နိုင်လိုက်လို့ပြဿနာသေးသေးလေးတွေကနေအကြီးကြီးဖြစ်သွားခဲ့ဘူးတာတွေရှိရင်အဲ့ဒါကို အမြဲတွေးနေပါဥပမာ စိတ်ကောက်ပြေကျင်နေပြီဖြစ်တဲ့ရည်သားကိုစိတ်တို့မိသွားလို့တခွန်းတလေလှုပ်ခနဲပြောလိုက်မိတာက နောင်၃ရက်လောက်ထက်ချော်လိုက်တာမျိုး ကပါကင်လူရာကနေဆဲဆူကြပြီးအလုတ်တွေ ပြက်ကုန်ကြတာမျိုးပေါ့နံပါတ်3ဘေးကနေပျော်ပေးနိုင်မဲ့လူရှာထားပါဒေါသထွက်ပြီဆိုရင် ထွက်နေမှန်းတရီပေးမဲ့လူပေါ့နံပါတ်4လူမသိတဲ့နေရာမှာပောက်ကွဲပါကိုရီးယားတွေတည်းမြင်ဘူးပါတယ်တရားအောက်တွေမြေကမ်းဆက်တွေမှာအော်ဖြစ်လိုက်တာမျိုးဘသူမှမကြားတဲ့ခါကိုယ့်ရဲ့ဒေါသကိုထပ်ပြီးလောင်စာမထည့်နိုင်ကြတော့ဘူးပေါ့ဒီတော့ကိုယ်စိတ်လည်း ညံ့ညံ့ငိမ့်သွားရောနံပါတ်5ကိုကိုကိုဂယုဆိုင်ပါဝါသနာပါတာလေးတွေလုပ်ပါပျော်နေတဲ့လူက စိတ်ခံစားချက်တွေကိုတတိထားမိဖို့ပိုပြီးလွယ်ကူပါတယ်နံပါတ်6ကိုဘဝရဲ့ positive ဖြစ်တာတွေကိုလည်းမကြာခဏတွေးပေးပါကိုတယောက်တည်းခွေးဖြစ်နေတာမဟုတ်ဘူးဆိုတာတွေကိုလည်းသတိရပါယတစာပေညံ့ညံ့ဖတ်ပါတခြားချက်တွေလည်းရှိပါလေဦးမယ် ဒီအကြံပြုချက်6ချက်ကလည်းတခုခုအကျိုးရှိပါစေမယ်လို့မျှော်လင့်ပါတယ်ခင်ဗျာ။